ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ16ရက် နော်အဲ့ဒီမှာတည်င်းတွေကတော့တကယ်နော်ကောင်းတဲ့တည်င်းတွေပါတယ်ကျွန်တော်တို့မကောင်းတဲ့တည်င်းတွေပါတယ်နေ့တိုင်းပါပဲဒါကတော့နော်ကောင်းတဲ့အစိုးကတော့တို့တွေးပြီးတော့ရှိနေတယ်ဆိုတော့အဲ့ဒီထက်မှကျွန်တော်တို့စိတ်ဝင်စားစရာတစ်ခုကတော့ရွှေကုတ်ကိုအကြောင်းပဲရွှေကုတ်ကိုအကြောင်းကဖြစ်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 နဲ့ရုပ်လုံးပေါ်လာတယ်အဲ့ဒါကပါလို့ဆိုတော့ဒီစကားစတွေကနော်ချိပန်းအောင်ကြောက်နေတယ်ဒီနေ့ နော်ပေါက်တက်ခရ online ပေါ်မှာတက်ပြီးတော့ဇော်မင်းလုံးကပြောတဲ့သတင်းကတကယ် hot news တစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်ဘလောက်ထိကြောက်တော့လဲဆိုတဲ့ဟာကိုဗယံမတာပြောတဲ့နော်ဗီဒီယို final လဲကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့ဒီအကြောင်းကတော့တကယ်ဒီနေ့အတွက်နော်သတင်းထူတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ပြောချင်တဲ့သတင်းကတော့နော်ဟုတ်ဖက်မှာချင်းပြဖက်မှာချင်းပြဖက်မှာလဲတော်တော်ကိုတိုက်ဖို့လေပြင်းထန်နေတယ်အဲ့ဒီဖက်မှာဘာဖြစ်ဆိုတော့စကစကနေပြီးတော့ ဒီ yoga ပွဲတော့လုပ်ဖို့အတွက်သူတို့နေရာကိုရနိုင်တလောက်သူတို့ချက်တယ်เนาะချက်တဲ့အခါကျတော့အဲ့ဒီချင်းပြင်းနေဖက်မှလည်းသူတို့ထိုးစစ်စင်တယ်ဆိုတော့ထိုးစစ်စင်တာကချင်းပြင်းနေတီးတင်ညိုအနီမှာသူတို့တိုက်ပွဲဖြစ်တယ်เนาะတိုက်ပွဲဖြစ်တဲ့အခါကျတော့အဲ့ဒီမှာဘိုကြီးတူเนาะအဲ့ဒီမှာဘိုတူကအပါအဝင်အဲ့ဒီမှာခုနှစ်ယောက်ဖေးတယ်เนาะစကားစားဖက်ကเนาะအဲ့ဒါအပြင်ခလာရ၅စီကနေပြီးတော့ဘုံမူအဲ့ဒီမှာဘုံမူကအကောင်ကြီးပဲအဲ့ဒီလာမျိုးထွတ်ဆိုတဲ့လောပါဝင်၄ယောက်ကလည်းပြင်းထန်တန်ရရတယ်ဆိုတဲ့တတင်းကလည်းတကယ့်တတင်း2တတင်းကောင်း တကယ်စားလို့တောက်လို့မိနေတဲ့တင်းဖြစ်တယ်။ဘာဖြစ်ဆိုတော့အဲ့ဒီမှာပူကြီးတယောက်ပါတယ်စေတက်ကပြီးလို့ရှိရင်ဘုံမူတယောက်ပါတယ်။နောက်ပူကြီးပွားဘုံမူပေါ့။ဆိုတော့ကောင်ကြီးတွေပါတယ်အဲ့ဒီမှာ။သေတာကတော့နော်အဲ့ဒီမှာနည်းနည်းလေးပါပဲ9ယောက်သေးတယ်။4ယောက်ကပြင်းထန်တရားရတယ်။နော်ပြင်းထန်တရားရတဲ့အထက်မှာဆိုလို့ရှိရင်ဘုံမူပါတယ်။အနာကခလာရ90ကနော်ဘုံမူဖြစ်တယ်။ဆိုတဲ့ဟာကိုတွေ့ရတယ်။နောက်တစ်ခုကမကွေးစလင်းအဲ့ဒီမင်းဘူးမှာဆိုလို့ရှိရင်တော့လူငယ်အယောက်ပေါင်း40ကိုနေပြီးတော့စေမုထံဥပဒေနဲ့အာသူတို့ကတော့အမျိုးမျိုးပေါ့။ အဲ့ဒီမှာလူဖမ်းပွဲတွေလုပ်တယ်လူဖမ်းပွဲတွေလုပ်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီမှာလူဖမ်းပြီးတော့ဟုတ်ဖက်မှာပို့တာမဟုတ်ပဲနဲ့အဲ့ဒီ OG တွေကမလုပ်လဲဆိုလို့ရှိရင်အဲ့ဒီမှာတိတ်140တဲ့နော်တယောက်ကိုတိတ်140နဲ့ရွေးခိုင်းတယ်အဲ့ဒီပြတော့လှုပ်ရှားတာပေါ့မင်းတို့ပတ်စံမပေးဘူးဆိုလို့ရှိရင်စေမှုထမ်းကိုပို့မယ်ဆိုပြီးတော့ချင်းချောက်ပြီးတော့နော်အဲ့ဒီမှာတိတ်ပေါင်း140တောင်းတဲ့ဆိုတော့ကိစ္စကလည်းကျွန်တော်တို့ ဒီနေ့တွေ့လိုက်ရတယ်နောက်တစ်ခုကရွှေကုတ်ကိုနော်ရွှေကုတ်ကိုကနေပြီးတော့အဲ့ဒီမှာသူတို့ကအရင်တော့ခက်ခက်ဖပဲနော်ခက်ခက်ဖအဓိကပြင်မာတော့ဒီနေရာမှာဒီ USA ကပင်ထိုးထားတဲ့နော်တကိတ်နော်ပင်ဆိုင်ထားတဲ့နေရာသုံးခုရှိတယ်နော်အဒါမြေပုံနဲ့တကွာသူတို့ထုတ်ပြန်ထားတာတွေ့ရလိမ့်မယ်ဟိုတစ်ခေါက်ကဒီကြားဖြင်းမြင်းနေရေအဖွဲကိုနေပြီးတော့အထူးအဖွဲကိုဖွဲတဲ့အခါမှာအဲ့ဒီမှာမြေပုံမှာသုံးခုအဲ့ဒါကခက်ခက်ဖကအလေးမှာ နော်ဒီဖက်မှာဆိုလို့ရှိရွှေကိုကိုဖက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကြောက်ခဲ့ဒီ၃ခုစလုံးကဆက်နွယ်မှုရှိတယ်တစ်ခုနဲ့တစ်ခုကလည်းသူ့ပိုင်ကိုပိုင်ရှိတယ်နော်ကြောက်ခဲ့ရတော့ဒီ KB ရေနော်ဒီ KB ရေတို့အဖွဲ့နော်ဒီ KK ဖ KK ဖတော့အရင်ဆုံးနေနေတာအဲ့ဒီမှာဖြည့်စစ်တာအဲ့ဒါလားဖြည့်စစ်ခံရဆုံးအဲ့ဒါက KNU ရဲ့ပိုင်နေမြေတွေဖြစ်တဲ့ဆိုတဲ့ဟာကိုစကားစကားအတီးအလင်းဆွဆွထားတဲ့နေရာဖြစ်တယ်နော်နောက်တစ်ခုကရွှေကိုကိုရွှေကိုကိုကတော့ကျွန်တော်တို့ BKF ကောင်းဆောင်မောင်ချစ်သူကနေပြီးတော့ပိုင်ဆိုင်ထားတဲ့နေမြေတစ်ကိတ်အကြီးစားအဲ့ဒီမှာတစ်ကိတ် မျိုးကတော့အဲ့ဒီမှာခက်ခိုင်မှမှတိဆောက်ပြီးတော့ကိတ်ကြဖြန်းလုပ်ငန်းတွေလုပ်ပြီးတော့ချမ်းသာတဲ့နေရာအဲ့ဒီမောင်ချစ်သူမောင်ချစ်သူမောင်ချစ်သူတော်တော်နာမည်ကြီးတယ်မြန်မာနိုင်ငံမှာချမ်းသာဆုံးလူတွေထဲမှာမာလာပြီးလို့ရှိရင်သူရဲ့တပည့်အခုရွှေကုတ်ကက BGF ကောင်းဆောင်မောင်ချစ်သူပဲဖြစ်တယ်เนาะဆိုတော့အဲ့ဒါကိုနေပြီးတော့နိုင်မုံစောเนาะနိုင်မုံစောဆိုတော့လူကတော့เนาะအဲ့ဒီပြောရေးစုခွင့်ရှိတဲ့လူပေါ့နိုင်မုံစောကနေပြီးတော့အဲ့ဒီမှာသူကဂျာဖြန်ကိစ္စကိုနေပြီးတော့ဒီတရားနှစ်အတွင်းမှာကြီးတိုင်ဖြည့်ရှင်းမယ်ဆိုပြီးတော့သူတို့လုပ်တယ်နော်လုပ်တဲ့ခါကျတော့ ်မနေ့ကတရက်လုတ်တယ်ဒီနေ့တရက်လုတ်တယ်လုတ်တဲ့ခါကျတော့အဲ့ဒီမှာလူတွေအကြီးအကျယ်ထွက်ပြေးတယ်အဲ့ဒီမှာ300ကျော်ထွက်ပြေးတယ်နော်ထွက်ပြေးပြီးတော့အဲ့ဒီမှာဖန်ထားရတဲ့လူတွေလည်းအများကြီးရှိတယ်ဆိုတော့ဒီနေ့ကတော့ထပ်ပြီးတော့သူတို့ဖန်ထားတဲ့လူတွေရှိတယ်နော်ဖန်ထားတဲ့လူတွေရှိတယ်အဲ့ဒီလူတွေကိုနော် ကျွန်တော်တို့ဒီဖက်ကနေပြီးတော့ BGF ကဖန်ဆီးထားတာနော်ဖန်ဆီးထားတာဆိုတော့အဲ့ဒီမှာ36ရောက်ဖန်ဆီးထားတဲ့နိုင်ငံခြားသားတွေယူရဲဆိုတော့အဲ့ဒီမှာအရေးကြီးတဲ့တကယ်ကောင်းဆောင်တွေအဲ့ဒါကတရုတ်တထေးတွေပေါ့အဲ့ဒါတွေခြားတော့ BGF ကမလုပ်လဲဆိုလို့ရှိရင်အဲ့ဒီမှာသူတို့ကားနဲ့နေပြီးတော့လုံခြုံတဲ့နေရာကိုခေါ်သွားတယ်အဲ့ဒါကတကယ် BGF ရဲ့ဌာနချုပ်ရှိတဲ့နေရာမှာသူတို့အဆောင်အဖြစ်တွေစောက်တယ်ပြီးလို့ရှိရင်အဲ့ဒီရွာတွေမှာလောလောဆယ် နော်သူတို့ကိုခုံလုံခွင့်ပေးထားတယ်သူတို့ကိုကိတ်ထုတ်သွားတယ်နော်အလုပ်သမားတွေအဲ့ဒီမှာရှိတဲ့တကယ်မတရားခိုင်းစင်မှုကိုခံရတဲ့လူတွေကြတော့အဲ့ဒီမှာဖမ်းဆီးခြင်းကိုခံရတယ်ဒီနေ့က36ရောက် ထပ်ပြီးတော့ဖန်ခံရတယ်မနေ့ကနော်300ကျော်သူတို့ဖန်စီထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့လိုမျိုးလုတ်တဲ့အချိန်မှာအရင်တော့ကတရုတ်နဲ့ထိုင်းနဲ့လုတ်တယ်လုံးဝမမှုဘူးနော်လုံးဝမမှုဘူးမာလာတို့ဘာမှအကြောင်းမှမပြောဘူးအေးဆေးပဲသူတို့နေတယ်အခုကျတော့မာလာကဖန်မှလာတဲ့အထိဖြစ်သွားတယ်ဆိုတော့အဲ့ဒီမှာဆိုမင်းလုံးကဒီနေ့ထပ်ပြီးတော့ပြောတယ်အဲ့ဒီမှာသူရဲ့ဆရာကြီးအကုန်လုံးဌာနဆိုင်ရာအားလုံးကိုထိန်းချုပ်ထားတဲ့အားလုံးနေရာကိုယူထားတဲ့ယာယီသမ္မတတို့ကာကွယ်ဝန်ကြီးချုပ်တို့အာမျိုးကြီးပါပဲအကုန်လုံးနိုင်နေရာရှိတဲ့ဟုတ်တယ်မြတ်သူယူထားတဲ့ဆရာကြီးက အဲ့ဒီမှာဖမ်းမှာသွားတယ်အဆင်းရောက်သွားတယ်အဲ့ဒါကအဓိကပါလဲဆိုတော့အမေရိကအမေရိကကိုဖင်တုံကြောက်တယ်နော် တကယ်ကိုကြောက်တာသူတို့အခုပူလူပင်းလေးဟောလုတ်ကြတယ်နော်အဲ့ဒီမှာဖြက်စီးဖို့သူတို့ပြောတယ်ဟုတ်ပြီသူတို့ထုနဲ့သွားတွေ့တယ်တဲ့အဲ့ဒီမှာအလားကအဲ့ဒီပြည်သူတို့ထုနဲ့သွားတွေ့တဲ့အချိန်မှာလည်းသူအတီလင်းပြောထားတယ်တဲ့အဲ့ဒီကြားဖြင့်ကိစ္စကိုအပြစ်သက်ချေမှုမယ်ဆိုတဲ့ဟာကိုအဲ့ဒီနိုင်ငံတော်ဝန်ကြီးချုပ်ကနေပြီးတော့ပြောထားတယ်တမတရာကြီးတမတအတူပါပဲနော်အဲ့ဒါကပြောတယ်တဲ့ဆိုပြီးမှဆွန်မင်းလုံးကထပ်ပြောတယ်ပြီးလို့ရှိရင်တော့သူကမင်းခေါ်ရက်ချန်း 6နိုင်ငံကိုသူတို့အဲ့ဒီမှာပေါင်းပြီးတော့သူတို့နေနေမယ်ဆိုတဲ့ဟာကိုလေသူတို့လုပ်ထားတာရှိတယ်အပြီးလုပ်ချင်တော့ထိုင်းနဲ့ဖွဲ့စည်းပြီးတော့တော့သူတို့ခြေမုံးမယ်နေရာတွေကိုသူတို့လုံဆောင်နေတယ်စသည်ဖြင့်ဒီဟာတွေကိုငါတို့ကစပြီးတော့ခြေမုံးနေပါပြီစသည်ဖြင့်အစ်ပြတော့တော်တော်ကိုဖားတာဖားတာတော့အဲ့ဒီမှာသူရဲ့ ဒီလုတ်ရက်တွေလုတ်ရက်တွေပစ္စည်းတွေပစ္စည်းရတွေအဲ့ဒါတွေကိုနေပြီးတော့ကိုလိုလက်ဆက်ဖြောက်ဖို့အတွက်ဖက်ချောက်စိုးဝင်ရလေအမိတ်ပေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့နောင်ညောချထားတယ်အမိတ်ပေးတယ်ဆိုတဲ့ဟာကိုလည်းကြားတယ်ဆိုတော့အခုဒီ SA ဝင်လာတော့မယ်ဆိုတော့တရုတ်ကလည်းတော်တော်ကြောက်တယ်ငါပါပြောလို့ဆိုတော့တရုတ်ကဒီမြန်မာနိုင်ငံမှာ ဒီ USA ကနေပြီးတော့အခြေချဖို့နေရာတစ်ခုခု အခိုင်မှာရှိမှာကိုသူကလည်းတအားကြောက်တယ်အဲ့ဒါကြောင့်အရေးပေါ်6နိုင်ငံတော့သူတို့ကလုံတာဖြစ်တယ်ဆိုတော့အခု Zoomin တော့လည်းထားပြီးတော့ပြောတာကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ကရှင်းပါပြီအဲ့ဒါကိုအမြင့်ပြောက်လုံးဝမရှိအောင်အဲ့ဒါလည်းဖြစ်တာဆိုလို့ရှိရင် Thai ကနေပြီးတော့လူတွေသွင်းတာဖြစ်တယ် BGF ကနေပြီးတော့ဒီဂျာဖြန်လုံငန်းကိုလုံတာဖြစ်တယ် DKBA ကလုံတာဖြစ်တယ် KNU ကလုံတာဖြစ်တယ်သူကတော့မပါဘူးเนาะသူကတော့မပါဘူးသူကအကြီးဆုံးပဲအဲ့ဒါကို တစ်ဖက်တည်းကတော့ပြောတယ်ဆိုလို့ရှိရင်မှန်လားဆိုမှန်တယ်เนาะဒီ KPA တွေအတွက်ပါလို့ဒီလိုဖြစ်ရတာလေသူတို့မသိဘူးဘာဘူးညာဘူးဥပဒေကမသိလို့မရဘူးဒီနေ့ထွက်ထွက်လာနေပြီเนาะအခု BGF အလက် BGF ရေမောင်ချစ်သူကရှင်းချင်းချင်းပြီးလို့ရှိရင်သူပဲเนาะအဲ့ဒီရွှေကုတ်ကုံမျိုးကိုတီထောင်တာသူတို့နေအောင်အဓိကဆိုတော့ရှင်းချင်းချင်းတော့သူပါသွားပြီရှင်းချင်းချင်းတော့ပါသွားပြီအခုအခုမောင်ချစ်သူပဲကျန်တော့တယ်ဆိုတော့အခု မာလာလည်းသူတို့ထိုးချတယ်နော် BGF တွေလုတ်တာဒါလည်းမှန်တာပဲဘာလို့ဆိုတော့ရွှေကုတ်ကွာဆရာကြီးမောင်ချစ်သူကလုတ်တာဟုတ်ဒီလောက်ကျပြီအဲ့ဒီမှာ DKPA DKPA နေမီလည်းပဲလေအဲ့ဒီနေရာတွေကအကြောင်းခတ်တော့ဘာလို့ဆိုတာတကယ်သူတို့လက်နဲ့တွေတကားကားနဲ့အလုံးမဟုတ်ကိုလုတ်တယ်တော်တော်ကိုပင်ရဲ့ရှာရဲ့ရှိပြီးတော့အဲ့ဒီသူများတွေရဲ့မှတရားနော်ချွေးနေစားတွေကိုနေပြီးတော့ခိုးယူတဲ့အလုပ်ကတော်တော်ကိုမိနေတယ်ဆိုတော့အခုဘလောက်ပဲတိုက်ဖြတ်တိုက်ဖြတ်အဲ့ဒီလူတွေကိုဖွက်ထားတယ်နော်ဖွက်ထားတယ်ဘလောက်ပဲဖွက်ထားဖွက်ထား နော်အဲအခု USA လာတဲ့ခါကျတော့တော်တော်ကိုကြောက်လန့်ပြီးတော့နော်တော်တော်ကိုပြောတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်အခု USA အကြောင်းကို USA ရတဲ့ high tech agenda တစ်ခုရှိတယ်လက်ကြားဖြတ်တစ်ခုကိုနင်းနေဖို့မဟုတ်ဘူးတဲ့အဲဆိုတဲ့ဟာကိုလည်းသူပြောတယ်အဲ့ပြတော့ဒါထက်နည်းနေတယ်ကြားဖြတ်တစ်ခုတည်းမဟုတ်ဘူးအဲ့ပြတော့နော်သူတို့နင်းမြေပိုင်ဆိုးဖို့ဖို့ပါဖို့ညာဖို့စသဖြင့်သူတို့နော်အဲ့လိုမျိုးဖြစ်တာနော်ဆိုပြီးတော့ဆိုမင်းလုံးက track တော့ပြောတာကိုတွေ့ရတယ်နော်အဲ့ဒီမှာပြောတဲ့အချိန်မှာသူတို့ကလည်းကျွန်တော်တို့ကအပြစ်တက်လုပ်ပါပြီဆိုတဲ့ဟာကိုနော်တော်တော်ကိုချောက်ချောက်နဲ့ပြောတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကိုကြောက်တာကမောင်ချီသူကြောက်တယ် BGF ကြောက် တယ်ပြီးလို့ရှိရင်တော့အခုမအလာလည်းတော်တော်ကြောက်တယ်เนาะအဲ့ဒါကတရုတ်ကိုကြောက်တော့မဟုတ်ဘူးထိုင်းကိုကြောက်တော့မဟုတ်ဘူး USA ကိုအရင်ကလုပ်ပြီးပြီးလုံးဝတလို့ပြောတာမရှိဘူးအခုပြောတယ်ဆိုကြရနေသူတို့က USA ကိုเนาะချီပအောင်ထိကြောက်တယ်ဆိုတာကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကဒီမိုကွေးတိုက်ပေါ့ ဲ့ဒီမှာဆိုတော့ကျဆက်ကဆက်ကနေပြီးတော့အဲ့ဒီမှာစစ်ကြောင်းထိုးတယ်ထိုးတဲ့ခါကျတော့အဲ့ဒီမှာပြည်သူလူထုရှေ့ဦးကိုတတ်ဖြတ်တယ်နေစင်ကိုနေပြီးတော့ဖန်စီခေါ်ဆောင်သွားတယ်အဲ့ဒီမှာစစ်ကြောင်းလေးကြောင်းနဲ့လာပြီးတော့မီးရှို့နေတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကချင်းပင်နဲ့တီတင်မှာရှိတဲ့ဒီကနေဒီတောင်နော်ကနေဒီတောင်ကိုဒီချင်း brother ဒီ chain တော်လည်းရောက်ဖွဲ့ကနေပြီးတော့အရင်ကထိန်ချုပ်ထားတယ်ဆိုတော့ဒီဖက်ကနေပြီးတော့မအလားဖက်ကပြန်ပြီးတော့ထိုးစစ်စင်တယ်ထိုးစစ်စင်တဲ့ခါကျတော့ယာကြီးဆုပ်ပေးလိုက်တယ်ဆုပ်ပေးလိုက်ပြီးတော့အခုပြန်ပြီးတော့ဒီနေ့ သင်ပိုင်ရရှိပြီဆိုတဲ့ဟာကို CB ကနေပြီးတော့ထုတ်ပြန်ထားတဲ့ Chin Brother Chin Brother ကတော့ကျွန်တော်တို့ AA နဲ့ကျွန်တော်တို့ alliance ရှိတယ်เนาะတင်ထားတဲ့မျိုးတွေကလည်းအများကြီးရှိတယ်နောက်တစ်ခုက TNL လေးမိုးကုတ်မှာနော်မိုးကုတ်နဲ့မိုးမိတ်ကိုပေးလိုက်မယ်အဲ့ဒီပေးလိုက်တဲ့ဟာကိုဒီစက္ကဆတ်ကိုမိုးကုတ်နဲ့မိုးမိတ်မှာသွင်းပြီးမှသူတို့ကထွက်မယ်ဆိုပြီးမှကျွန်တော်တို့တွေ့ရတယ်ဒီညတော့16ရက်ဆိုတော့မလည်းပြန်20 20နေ့ကသူတို့နောက်ဆုံးမယ်ဒါပေမဲ့ ဲ့ဒီမှာမအလာတို့အဖွဲ့တွေရောက်မှသူတို့ထွက်မယ်ဆိုပြီးမှအဲ့ဒီမိုးကုတ်ကလူတွေအဲ့ဒီ PDF တွေကိုအသိပေးထားတယ်ဆိုတဲ့ဟာကိုသူတို့ပြောထားတယ်ဆိုတော့အဲ့ဒီမှာရှိတဲ့ဒီသူလူထုတွေကတော့ဒီနေ့ကြောင်လန့်ကြားနဲ့အကုန်လုံးကျွန်တော်တို့စစ်ပီးရှောင်းနေလောက်ကြတယ်အဲ့ဒီမှာကတင်းမှောက်ပြီးတော့တည်တဲ့လူတွေလည်းရှိတယ်เนาะတော်တော်ကိုကြောက်လန့်ကြားနောက်ပြည်သူလူထုတွေကအဲ့ဒီမှာမနေရတော့မိုးကုတ်ပြည်သူပြည်သားတွေကเนาะစစ်ရှောင်နေရတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာတိုက်ပွဲတွေဖြစ်မယ်ဆိုတော့ဒီနေ့တည်တဲ့တစ်ခုဝန်တာစရာတစ်ခုကြားတာကတော့အဲ့ဒီမှာ KIA နော် KI OKI ရနေပြီးတော့ဒီမိုးကုတ်နဲ့မိုးမိတ်မှာသူတို့ပါဝင်ပြီးတော့ကုညီသွားမယ်ဆိုတဲ့ဟာကိုဒီနေ့ကချင်တည်င်းမှာနေပြီးတော့ကျွန်တော်တို့ထုတ်ဖော်တာကိုတွေ့ရတယ်ဒီဖက်တည်င်းကြီးမှာတော့ကျွန်တော်တို့မတွေ့ရသေးဘူး။နောက်ကချင်တည်င်းမှာကျွန်တော်တို့တွေ့ရပြီ။ဆိုတော့ဒါကတော့ဝန်သားစရာပဲ။ဆိုတော့မိုးကုတ်နဲ့မိုးမိတ်ကိုပြသလို့ထူတွေနော် PDF တွေကကာကွယ်သွားမယ်။အဲ့ဒီမှာကချင်ဒီတော်လိုင်းရဲ့အဖွဲ့ပေါ့နော်ပြီးလို့ရှိရင် KPDF တို့ KIA တို့စသဖြင့်သူတို့ကပါဝင်ကူညီသွားမယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတဲ့ဒါတော့တည်င်းကောင်တစ်ခုနဲ့တွေ့ရမယ်။နောက်တစ်ခုကရွက်ကောက်ပွဲလုံးမဲ့ နော်ဒီ plan ကိုနေပြီးတော့ပြန်ရရှိဖို့အတွက်တကိတ်တိုက်ပွဲတွေအပြင်းထန် processing နေလေအဲ့ဒီမှာဒီစက္ကစဘက်ကအဲ့ဒီဝေဘူလမျိုးကိုထိချုပ်ပြီးတဲ့နောက်ပိုင်းမှာခုအဲ့ဒီ plan ကိုနေပြီးတော့ processing နေလေဆိုတဲ့ဟာကိုလုပ်တရတယ်ဆိုတော့ချင်းပြင်းတွေဖက်မှာလည်းတော်တော်ကိုတိုက်ပွဲတွေကပြင်းထန်နေတယ်နောက်တစ်ခုကနိုင်ငံတကာနဲ့ကြားဖြတ်ဖို့တိုက်ဖြတ်ဖို့အတွက်ပူးပေါင်းဆောင်ရွက်ဖို့အတွက်ပြီးတော့ဒီ KNU မနေ့ကကျွန်တော်ပြောတဲ့ KNU ကလုံးဝနှုတ်ဆက်နေတယ်မပြောဘူးအဲ့ဒီ ဒီဘက်ကနိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့တိုက်ဖြတ်ပါမယ်ဆိုတဲ့ဟာကိုသူတို့မပြောဘူးဆိုပြီးတော့မနေ့ကကျွန်တော်ပြောတယ်ဆိုတော့ဒီနေ့ကတော့တတင်းတက်လာပြီเนาะဆိုတော့ KNU ရဲ့ပြီးလို့ရှိရင်တော့ NUG ရဲ့เนาะသူတို့ပြောကြတယ်နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့တိုက်ဖြတ်သွားမယ်ကျွန်တော်တို့အနီးကပ်ဆောင်ချိနေတယ်เนาะအဲ့ဒီတကယ်ကြဖြစ်ကောင်းဆောင်တွေကိုနေပြီးတော့သူတို့ကမဖမ်းမင်းနဲ့သူတို့ကိုတင်းချောင်ပြီးတော့ယူသွားတယ်သူတို့ကဘေးနေရာမှာရွှေ့ပြောင်းနေတယ်ဆိုတဲ့ဟာကိုတတ်ပုံနဲ့တော့ပေါ့เนาะအဲ့ဒီ NUG ကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရတယ် KNU ကြတော့သူတို့ကဓာတ်ဖြန့်နေဝင်မှာသူတို့လည်း နော်တကယ်ပူပေါင်းပါဝင်ဆောင်ရွက်သွားမယ်ပြီးလို့ရှိရင်တော့ DPG app နဲ့စတက်နဲ့သူတို့ပေါင်းပြီးတော့ဒီကြားဖြတ်ကိုညီညီနှင်းတဲ့ဟာကတော့ဟန်ပြတစ်ခုပဲဖြစ်မယ်ပုံမူပြီးတော့ဆိုးဝါးလိုက်နိုင်တယ်ဆိုတဲ့ဟာကိုလေသူတို့ထုတ်ဖော်ထားတာကိုတွေ့ရတယ်အဲ့ဒါက KNU ကပြောတာဖြစ်တယ်ဆိုတော့ဒီပြတော့ KNU ကလည်းဒီနေ့နိုင်ငံတကာနဲ့ပူပေါင်းပြီးတော့သူတို့ပေါင်းဝင်ပြီးတော့တိုက်ဖြတ်သွားမယ်ဆိုတဲ့ဟာကိုတွေ့ရတယ်တကယ်တိုက်ဖြတ်လို့ရှိရင်သူတို့လည်းလက်နက်အင်အားတော်တော်ရှိတယ်နော်ရှိတယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာသူတို့ဆက်ပြီးတိုက်သိမ်းနေပြီဟုတ်ဖက်မှာကန်တို့ကျွန်တော်တို့ TNL တို့ဒါတို့ဒီမြောက်ပိုင်းမှာ ော့ရှမ်းမြောက်မှာကျွန်တော်တို့တင်းတို့လိုပဲတင်းလိုက်မယ်ဆိုလို့ရှိရင်เนาะပြီးအဲ့ဒီဖက်မှာနိုင်ငံတကာကလည်းကူညီมาပဲဆိုတော့အခု KNY ကတော့ပြောတာအခုပဲရှိတယ်ဆိုတော့ဒီနေ့ထပ်ထိတော့အလုပ်တော့ကျွန်တော်တို့မတွေ့ရသေးဘူးဆိုတော့ပြောတော့ပြောနေပြီပေါ့เนาะပြောတော့ပြောနေပြီမှာပြောတာထဲတော့ကောင်းတယ်လို့ပြောမှာပေါ့เนาะဆိုတော့သူတို့စပြတိုက်တာတော့မရှိဘူးစလို့တိုက်လို့မရှိတာအပြင်เนาะရထားတဲ့မျိုးတွေကိုကျွန်တော်ပြန်ပေးတာเนาะအဲ့ဒီတာပြန်ကိစ္စနဲ့ပဲเนาะသူတို့ကဒီခုနကအရှာလမ်းမတို့ဒီဘလို့သင်္ကန်းကြီးတော့ဘူဟာတို့ဘာလို့ဆိုတော့အကုန်လုံးပေးလိုက်တာเนาะအကုန်ပေးလိုက်တာ နော်သူတို့ညှိပြီးတော့ကုန်ပေးလိုက်တာအမှန်တော့ဘာဖြစ်စလို့ဒီမှာအကြည့်ကြတိုက်ပွဲတွေမဖြစ်ဘူးလေတင်ကန်းညင်အောင်အကြောင်းတစ်ချက်မှမပြောပြနေတဲ့တင်ကန်းညင်အောင်ချသွားတယ်လေဆိုတော့အဲ့ဒါကိုပဲရှင်းလိုက်လေဆိုတော့အဲ့ဒါပြရတော့သူတို့တိုက်ဖြတ်ဖို့ကတော့ပထမဆုံးတိုက်ဖြတ်မှာမဟုတ်ဘူးဒီလိုပြောလို့တော့ပဲရှိမယ်ခေါ်တော့မပြောထားထဲတော့ပိုကောင်းတာပေါ့နော်နောက်တစ်ခုကပုံမှန်တိုက်ပွဲနော်ပုံမှန်တိုက်ပွဲကတော့တနည်းနည်းပါလို့ရှိပြီနောက်6လအတွင်းမှာဆိုလို့ရှိရင် main game PD အတွက်အရောက်ပုံတရားကြောင့်အဲ့ဒီမှာတိုက်ခိုက်နေတယ်ဆိုတော့အဲ့ဒီထက်မှာမှဒုတိုက်ရင်မို့အပါဝင်စစ်လျောက်ကြဆုံးတယ်ဆိုတဲ့ဟာကိုအခု main game PD ကနေပြီးတော့ ထုတ်ပြန်ထားတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒါကတည်င်းဆိုးပေါ့နော်အဲ့ဒီမှာပုံပေါ်မှာနေပြီးတော့တိုက်ခွေတွေကြီးကြီးဖြစ်တယ်ဆိုတော့အဲ့ဒီမှာချဆုံတဲ့ရေပေါ်တွေရှိတယ်အဲ့ဒါက main gain PDF သက်သက်တော့မှနော်ဆေးလျောက်ကျတယ်ဆိုတဲ့ဟုတ်တယ်အဲ့ဒီမှာဒူတိုက်ရမုံတယောက်ပါတယ်နော်နောက်နောက်တစ်ခုကဒီမလာကဘာပြောလဲဆိုလို့ရှိရင်မလေးရှားနဲ့ရခိုင်ကိုပုံမဲ့မူရဆေးဝါတို့အကုန်လုံးအရာဒါကအေးနဲ့ဆက်ဆက်တဲ့မူရဆေးဝါတွေဖြစ်တယ်ကျက်ဘီလီယံပေါင်း120 နော်နဲ့စိတ်တံပိုးရှိတဲ့မှုရဲ့ဆွေးဝါးတော့ဖမ်းမိတယ်အဲ့ဒါကအေးနဲ့ဆက်ဆက်တဲ့ဆိုတဲ့ဟာကိုမကြမကြထုတ်လိုက်ရှိတယ်ဒါမကြမကြထုတ်လိုက်ရှိတယ်မှုရဲ့ဆွေးဝါးတွေဖမ်းမိလို့ရပြီဆိုလို့ရှိရင်အေးပဲနော်တခြားဘူးလည်းမရှိဘူးဘာလို့ဆိုတော့အေးကိုတော်တော်ကိုမျက်မှောက်ကျိုးနေတယ်သူလုံးဝမချင်တတ်ဘူးအဲ့ဒီအေးအေးမှာအဲ့ဒီမှာစိတ်ခွန်မျိုးနေမှာကျွန်တော်တို့ဒီ၃မျိုးနေပဲခြံတော့တာကိုဆိုတော့အဲ့ဒါကိုအေးလုံးဝမချင်တတ်ဘူးဆိုတော့သူ့ကိုတော့မှုရဲ့ဆွေးဝါးလို့ဖမ်းလို့ရပြီဆိုလို့ရှိရင်တော့အေးပဲဒါတော့ နော်အဲ့လိုမျိုးကျွန်တော်တို့ဒီမလာကထုတ်ပြန်ထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့နိုဝင်ဘာလ16ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပြန်ကျွန်တော်ဒီ